ထိုင်းကစားသမား၄ဦးထိပါဝင်လာတဲ့အာဆီယံအော်စတာအသင်းပြီးခဲ့တဲ့မေလ၂ရက်နေ့ကနီးပြကင်ဆမ်စစ်အနေနဲ့အာဆီယံအော်စတာအသင်းမှာပါဝင်ကစားဖို့အတွက်နောက်ထပ်ကစားသမား၂ဦးကိုထပ်မံခေါ်ယူခဲ့ပါတယ်စင်ကာပူနိုင်ငံကကစားသမား၁ယောက်နဲ့ထိုင်းနိုင်ငံကကစားသမား၁ယောက်ကိုထပ်မံခေါ်ယူခဲ့တာပါဒီကစားသမား၂ဦးစလုံးကထိုင်းလီဝမ်ကလပ်ပေါ့အသင်းမှာကစားနေတဲ့ကစားသမား၂ယောက်ဖြစ်ပါတယ်အိုင်ဖာဖန်နီစင်ကာပူ နာမည်ကြီးစင်ကာပူဘောလုံးသမားတွေထွက်ပေါ်နေကြစင်ကာပူစပော့စကူးကနေပေါ်ထွက်လာတဲ့ဒီကစားသမားကလက်ရှိမှာအသက်28နှစ်ရှိပါပြီအရက်6ပေ2လက်မှရှိပြီးတော့တောင့်တင်းတဲ့ခန္ဓာကိုယ်အချို့အစနဲ့အနောက်တန်းကစားသမားတယောက်မှရှိတဲ့အရေးချင်းတွေပြည့်မီတဲ့ကစားသမားတယောက်ဖြစ်ပါတယ်မိပြကင်ဆမ်စစ်အနေနဲ့နှုတ်ထွက်သွားတဲ့မလေးရှားကစားသမား Dominic Tam နဲ့ထိုင်းကစားသမား Nicholas Michael San တို့ရဲ့နေရာမှာနောက်ထပ်နောက်တန်းကစားသမားတယောက်ဖြစ်တဲ့ Ivan Fanny ကို ရွေးချယ်ခဲ့ပါတယ်ကျွန်တော်ကတော့အစတုန်းကတော့ဒီစင်ကာပူနိုင်ငံက Dampness Rover ရဲ့ကစားသမားတယောက်ဖြစ်တဲ့ကျွန်တော်ဒီ Ferris Ramley ကိုကျွန်တော်ပါမယ်လို့ထင်တာပါတော့။ဘာဖြစ်လို့လဲဆိုလို့ရှင်ဒီကစားသမားကစင်ကာပူပြည်တွင်းမှာဆိုလို့ရှိရင်တကယ်ကိုခြေစွမ်းကောင်းမွန်ပြီးတော့နာမည်ကြီးတဲ့ကစားသမားတယောက်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ဒီကစားသမားကိုကြော်လွန်ပြီးတော့ Fan League က ASEAN All-Star အသင်းမှာပါသွားပါတယ်။အဓိကကတော့ကျွန်တော်ဒီ Nibia Kim Sam Sit အနေနဲ့ အနောက်တန်းကစားသမား၂ယောက်နှုတ်ထွက်သွားတဲ့အတွက်ဒီအနောက်တန်းကစားသမားတွေရဲ့နေရာကိုဖြည့်ရှင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီစင်ကာပူကအနောက်တန်းကစားသမားတယောက်ကိုထပ်မံရွေးချယ်လိုက်တာဖြစ်ပါတယ်။ဒီကစားသမားက2019ခုနှစ်လောက်တည်းကထိုင်းထိပ်သည် BG ပထမ်းအသင်းမှာကစားခဲ့ပြီးတော့6နှစ်နီးပါးလောက် BG ပထမ်းအသင်းမှာကစားခဲ့ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကမှ Port အသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ထိုင်းလီဝမ်မှာ9နှစ်လောက်အတွေ့အကြုံရှိတဲ့ကစားသမားတယောက်ဖြစ်ပါတယ်။ ခနီဆရီဘတ်ဖန်ထိုင်ဒီကစားသမားကလည်းထိုင်းလိဂ်ဝမ်ကလပ်ပေါ့အသင်းမှာကစားနေတဲ့ကွင်းလန်တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်လက်ရှိမှာအသက်28နှစ်ရှိပြီ ဖြစ်တဲ့ဒီကစားသမားဟာချွန်ဘူရီဖုတ်ဘောအကယ်ဒမီကနေပြောပေါ်ထွက်လာတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ချွန်ဘူရီအသင်းမှာလည်း10နှစ်နီးပါးလောက်ကစားခဲ့တဲ့ဒီကစားသမားက2022 2023ဘောလုံးရာသီမှာတော့ BG ပတန်းအသင်းကိုပြောင်းရွှေ့ခဲ့ပြီးတော့ iFan Fanning နဲ့လည်းအတူတူတွဲဖက်ကစားခဲ့ဘူးပါတယ်။2024ခုနှစ်ရောက်တဲ့အချိန်မှာတော့ကျွန်တော်ဒီ iFan Fanning နဲ့အတူ Port အသင်းကိုပြောင်းရွှေ့လာခဲ့တာပါ။ဒါကြောင့်မို့ယခု Manchester United နဲ့ကစားမဲ့ ASEAN All Star အသင်းမှာ Timely One Club Port အသင်းကကစားသမား၄ဦးထိအရွေးချဲ့ခံခဲ့ရပြီးတော့ကစားသမားအများဆုံးအရွေးချဲ့ခံခဲ့ရတဲ့ကလပ်အသင်းတစ်သင်းအဖြစ်ရပ်တည်နေပါတယ်။ Kim Sam Si ရဲ့လက်ရှိ ASEAN All Star အသင်းမှာ Thai ကကစားသမား၄ဦး ဗီယက်နမ်ကကစားသမား3ဦး၊ကမ္ဘောဒီးယား၊အင်ဒိုနီးရှားကကစားသမား2ဦးစီ၊မလေးရှား၊စင်ကာပူ၊မြန်မာ၊လာအို၊ဘရိုနိုင်း၊အရှေ့တီမောနိုင်ငံတွေကကစားသမား1ဦးစီစုစုပေါင်းကစားသမား18ဦးထိရွေးချယ်ပြီးပါပြီ။အာဆီယံဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်အရမန်ချက်စတာယူနိုက်တက်နဲ့ကစားမဲ့အာဆီယံအော်စတာအသင်းမှာပါဝင်ကစားဖို့စုစုပေါင်းကစားသမား23ယောက်ထိရွေးချယ်ရမှာဆိုတော့နောက်ထပ်ကစားသမား10ဦးထိရွေးချယ်ဖို့ကြံရှိနေပါတယ်။ ကျွန်တော်ဒီဖိလစ်ပိုင်နိုင်ငံကကစားသမားတွေကိုတော့လုံးဝရွေးချယ်ခြင်းမပြုရသေးပါဘူးလက်ရှိရွေးချယ်ထားတဲ့ကစားသမားတွေထဲမှာဆိုလို့ရှိရင်ဂိုသမား2ဦးအနောက်တန်းကစားသမား5ဦးအလယ်တန်းကစားသမား6ဦးနဲ့အရှေ့တန်းကစားသမား4ဦးပါဝင်ပါတယ်အဲ့တော့ဖြစ်နိုင်ခြေရှိတာကတော့ကျွန်တော်ဒီနောက်တန်းနဲ့အလယ်တန်းနေရာကကစားသမားတွေကိုထပ်မံရွေးချယ်သွားမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့နီပြကင်ဆမ်စစ်အနေနဲ့ကျွန်တော်ဒီဖိလစ်ပိုင်က နေပြီးတော့အနောက်တန်းကစားသမားအလယ်တန်းကစားသမားတွေကို ထပ်မံရွေးချယ်ဖို့ကြံရှိနေပါတယ်။အဲ့တော့ကျွန်တော်ဒီဖိလစ်ပိုင်နိုင်ငံကနေပြီးတော့အများဆုံးကစားသမား၂ယောက်ကနေ၃ယောက်လောက်ထိပါလာနိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့ရွေးချယ်ဖို့ကစားသမား၈ယောက်ကြံသေးတာဆိုတော့ကျွန်တော်တို့နောက်ထပ်ကစားသမား၅ဦးလောက်ကထပ်ပြီးတော့အရွေးချယ်ခံရအောင်ပါဗျာ။အဲ့တော့ဒီနောက်ထပ်ကြံတဲ့ကစားသမားတွေကဘယ်နိုင်ငံကကစားသမားတွေဖြစ်နိုင်လဲဆိုလို့ရှိရင်ကျွန်တော်ဒီတယောက်ချင်းစီပဲရွေးခန့်ထားရတဲ့နိုင်ငံတွေပေါ့နော်။ကျွန်တော်ဒီမြန်မာ၊လာအို၊တီမော၊စင်ကာပူအစရှိတဲ့နိုင်ငံတွေကကစားသမားတွေက အာဆီယံအော်စတာတဲမှာပါဝင်ကစားဖို့အတွက်ထပ်မံရွေးချယ်ခံရနိုင်ပါတယ်။သိကြတာကတော့ကျွန်တော်ဒီမြန်မာလီကလပ်အသင်းကကစားသမားတွေကတော့တယောက်မှပါဝင်နိုင်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီမန်ချက်စတာအသင်းရဲ့ဘွဲကမေလ28ရက်နေ့မှာရှင်ပိုင်ကစားမှာဖြစ်ပြီးတော့ကျွန်တော်ဒီမြန်မာလီကပ်တိုင်ဘွဲကလည်းကျွန်တော်ဒီမေလတလလုံးထဲမှာကျင်းပမှာဖြစ်တယ်။ကျွန်တော်ဒီဂျုံလာတဲ့ရောက်မှပြီးမှာပေါ့နော်။အဲ့တော့ကျွန်တော်ဒီမြန်မာပြည်တွင်းလီမှာကစားနေတဲ့ကစားသမားတွေအနေနဲ့ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာပါဝင်ဖို့အတွက်ကတော့မတည်ကြတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပီပမှာထွက်ကစားနေတဲ့မြန်မာပလေယာတွေထဲကနေပြီးတော့မန်ချက်စတာယူနိုက်တက်နဲ့ကစားမဲ့ပွဲစဉ်မှာပါဝင်ကစားဖို့အတွက်အဲကျွန်တော်တို့ဒီမြန်မာပလေယာတွေတည်းကနေမျှော်လင့်ချက်ရှိနေသေးပါတယ်အဲ့တော့ကျွန်တော်တို့ဒီပီပမှာထွက်ကစားနေတဲ့မြန်မာပလေယာတွေတည်းကနောက်ထပ်ဘယ်ကစားသမားကများ ASEAN All-Star အသင်းမှာပါဝင်သွားမလဲဆိုတာကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်